အဲအဘိယမန္တန်ဆရာတော်ရဲ့အယူဝါဒကိုအာရမဝါဒပြင်ကျင်ညာလိုက်ပြီးတော့အာရမဝါဒကိုဓမ္မဝါဒကနိုင်သွားပါတယ်သူကဘာကြောင့်အာရမဝါဒပြင်တမတ်တာလဲဆိုလို့ရှိရင်သူကသူ့ကိုယ်သူဟိုလူကိုထိုင်နေရန်ရဖြစ်အောင်လုပ်ပေးမှာတို့ဟုတ်တယ်မနေမှရအောင်ပို့ပေးမှာတို့ပြီးရင်တန်ခါနိုင်ငံ48ပါးကိုဟိုတရားရအောင်လုပ်ပေးမှာတို့ပေါ့လေဟိုဖျားပဲတက်နိုင်တဲ့အရာတွေကိုသူကလုံနိုင်ကြအောင်ဖျောက်ပြောတာဟုတ် နေတာပြီးတော့ဟောတာတွေကအများကြီးမှားတာရအများကြီးပဲလေဒါကြောင့်လည်းသူ့ကိုတရားထွက်တာဖြစ်ပါတယ်တစ်ဖက်ကအဲ့ဒါလေသူတရားကိုထိုင်နေတရားထူးရအောင်လုပ်ပြီးလဲဆိုတော့ကကြတော့အရှင်သာရိပုတ္တရာတော့မတက်နိုင်သူ့သူဝေးပေါ့သူကဘာမလို့လဲဟုတ်တယ်မလားအရှင်သာရိပုတ္တရာမဒီမှာတော့မှတခါတော့ကဟိုရှင်ဗရဏသားကိုကမဏပိတာရေမှားခဲ့ဘူးလေဒါအဲ့ဒါဘာကြောင့်မှားတယ်လဲဆိုလို့ရှိရင်သူ့မှာကဘုရားသခုညာမရှိဘူးအဲ့ဒီဘုရားသခုဆိုတော့ကကြတော့ ဟိုတမ္မာတန်ဗုဒ္ဓဗုဒ္ဓတပါးပဲရှိတာကျန်တဲ့ဖရာမရှိဘူးဟိုကျန်တဲ့တာဝကရေမရှိဘူးပြောတာပါတမ္မာတန်ဗုဒ္ဓဖရာပဲရှိတယ်အဲ့ဒီဗုဒ္ဓတက္ကသိုလ်ကဘာလဲဆိုရင်နံပါတ်1အာတ္တနုတ္တညာရယ်နံပါတ်2ဣန္ဒြိယပရောပရိသညာအဲ့ဒီနှစ်ပါးရှိမှလူတယောက်တရားထူးရနိုင်မြန်နိုင်ကိုကြိုတိတာဖြစ်တယ်ညီလားအဲ့ဒီဗုဒ္ဓသကုသူရာလည်းဆရာမတပါးခြားတော်တာဘာကမရှိတဲ့အရာဖြစ်တယ်။ဟုတ်ပြီ အဲ့ဒီဗုဒ္ဓသကုလို့ခေါ်တဲ့ဣန္ဒြိယပရပရိယတဉ္ဇဉ်ဆိုတာကကျတော့တရတော်ရဲ့တရာဝီရိယတတိတမတိပညာဆိုတဲ့ဣန္ဒြိ၅ပါးကိုအနုအယင်ကိုတည်တာကိုဣန္ဒြိယဟောတော့ပရိယတဉ္ဇဉ်လို့ခေါ်ပါတယ်။နောက်အာတယနုတဉ္ဇဉ်ဆိုတာကကျတော့ကျတော်တို့ရဲ့လူသဏ္ဍဒီကိုတည်တာကိုအာတယနုတဉ္ဇဉ်လို့ခေါ်ပါတယ်။အဲ့ဒီနှစ်ခုရှိမှလူကြောက်ကိုတရားဟောလို့ရတာဖြစ်တယ်။ထိုင်နေနေပြန်ရအောင်ဟောလို့ရတာဖြစ်တယ်။ ုံမှန်လူတွေဟောလို့မရပါဘူးเนาะဟုတ်ပြီเนาะဓမ္မကြီးအခုဘာကမ္မထအားထုတ်လာလဲဝေဒနာကမ္မထမှာဖေဝေဒနာကမ္မထအားထုတ်ပြီเนาะဟုတ်ပြီအဲ့တော့ဝေဒနာကမ္မထအားထုတ်နေဥစဉ်တရားတွေအခုအားထုတ်ကောင်းအားထုတ်တော့မဲလားထုတ်ပါတယ်အားထုတ်တော့မဲဟုတ်ပြီအဲ့တော့ဓမ္မကြီးအခုအားထုတ်တော့မဲဆိုတော့ဦးတော်ကအခုဥစဉ်ရတရားတွေကိုเนาะဒီကဘာကြီးမှာဟောကဘာကြီးဝင်းကြီးဆရာကပေါ့เนาะဥစဉ်ဝင်းကြီးအဖွဲ့ဝင်းကြီးတို့တွေဖွဲ့ရဥစဉ်တို့ကတော့ ဓမ္မိုက်တို့ဥလို့ကျင့်သုံးတဲ့တရားတို့တော့အာရမဝါရလို့ဆုံးဖြတ်လိုက်ပြီပေါ့အဲဒီမိုက်ကြားလားသိပါဘူးဖြစ်သိတာနော်အဲ့လိုသိတဲ့ချိန်မှာဓမ္မိုက်ဘယ်လိုခံစားရလဲပြောကဒီဥစ္စာဖုံးဖုံးအရင်ဟောခဲ့တဲ့အတိုင်းဒီလိုမျိုးဒီဒီလိုခေါ်လို့ရှိရင်ဒီလိုလာပြီးပြောလို့ရှိရင်ဒီအသက်နဲ့ခံလာ ਉ တိမ်မလားနေမလားအဲ့လိုမျိုးဟောခဲ့တယ်ပဲပြောကဖုံးဖုံးမှာကဒီလိုမျိုးကိုကျွေး ဝီဝီဘဝဲပါတာရှိလိမ့်မယ်လို့တွေးခဲ့ပါတယ်ဖေအဲ့တော့ဒီလိုသိလိုက်တဲ့အချိန်မှာမအံ့ဩပါဘူးဖေဟုတ်လားဟောဦးဇင်းကကိုယ်ရဲ့အဲ့လိုပြောထားတာကိုသိရပေါ့အဲ့ဒါရှင်မြတ်မှလည်းဦးဇင်းမှလည်းအဲ့လိုဝေကျူးရှိလိမ့်မယ်လို့ကြိုသိထားတာပေါ့နော်အဲ့တော့မအံ့ဩပါဘူးဖေမအံ့ဩဘူးဒါဖြစ်လာမှာဆိုတော့ကြိုသိနေတာပေါ့နော်ဟုတ်ပါပါဖေဒီလိုမျိုးရှိလို့ဒါဦးဇင်းကဒီလိုပြောနေတယ်ဆိုတော့သိနေတာနော်ဒီမှာကြီးလည်းသိနေအဲ့တော့အာရမဝါဒလို့ဆုံးဖြတ်လိုက်ပြီဒီမှာရဲ့ဦးဇင်းတရားရဲ့အာရမဝါဒဖြစ်သွားပြီအဲ့တော့ဓမ္မကြီးရဲ့ယင်ထဲကဓမ္မတွေရောအာရမဝါဒဖြစ်မသွားဘူးလား ဘာကျင့်သုံးနေလဲခုတရားတွေကအာရမဝါဒဖြစ်မသွားဘူးလားတပည့်တော်တို့တည့်ရဲ့တရားကဒီခန္ဓာ၅ပါးရဲ့အကြောင်းကိုခန္ဓာ၅ပါးကိုခန္ဓာ၅ပါးရဲ့တဘာဝကိုတဘာဝမှန်သိသွားတာဖြစ်တဲ့အတွက်ဒီခန္ဓာ၅ပါးကအမြဲမှန်နေတဲ့တရားဖြစ်တဲ့အတွက်မှားသွားတာဆိုတာမရှိပါဘူးခင်အာရမအဝါဒအာရမဝါဒမဖြစ်နိုင်ဘူးလားဟိုမှာအာရမဟိုမှာတော့ဆုံးဖြတ်လိုက်ပြီအာရမဝါဒလို့ကဘာကြီးကဒီလိုဆုံးဖြတ်ချက်ချလိုက်ပြီသူတို့ကဒီလိုပေါ့နော်တပည့်တော်တို့ စာချက်တလုံးလို့ဆိုရင်ဒီ the biology is the study of living things ဆိုလို့ရှိရင်သူတို့ကတပည့်တော်တို့က the study on living thing is biology ဆိုပြီးပြောင်းပြန်ခံပြီးပြောလိုက်တာကိုမှားတယ်ဆိုပြီးတော့ယူဆရင်တော့တို့မှားပါတယ်သူပဲသူပြောတယ်လို့ပဲမှားတယ်လို့ပဲပြောရတော့မှာမဟုတ်ဖေ။အင်း။အိဗယ်ကတော့အတူတူပါပဲဖေ။အော်အော်ဟုတ်ပါဟုတ်ပါ။အဲ့တော့ဒီဇမားကြီးကဒီတရားတွေအခုဆက်ပြီးတော့ကြည့်မယ်ဆိုရင်တော့ဒါဇမားကြီးကို သူများတွေကမုန်းကြမှာသူများတွေကတညှိုးထိုးကြမှာပြောဆိုခံမှာပေါ့နော်လူတွေကတည်းကပြောဆိုခံမှာတညှိုးခံမှာအကဲ့ရခံမှာအနှိမ်ခံမှာဒီဥဒုမဥဒုရိယရဲ့တရားတွေကိုကျင့်နေလုံးပဲလားဒီလိုမျိုးဓမ္မကြီးတိုက်ခိုက်လာမယ်ထပ်ပြီးတော့နှောက်ရက်လာမယ်ဆိုရင်ဓမ္မကြီးဘယ်လိုမျိုးပြန်ပြီးတော့တုတ်ပြန်မယ်ဘယ်လိုပေါ့အာအဲ့ဒါလေတပိတော့ဝိဘဝင်မလို့ပါဗျာ တပည့်တော်ကိုယ်တိုင်ကလည်းမွေးကြက်တိုင်ဝိဘဝတ်တွေများတဲ့သူဖြစ်တဲ့ဝိဘကဝတ်မို့ဝိဘကဝတ်ပေါ့ဝိဘကဝတ်တွေများတဲ့သူဖြစ်တဲ့အတွက်မဆန်းတော့ဘူးခင်ဗျာဒါကလည်းတပည့်တော်ထပ်ပြီးတော့ကျောင်းမယ်ဝိဘကဝတ်ပါပဲခင်ဗျာဒါကဟိုဆွမ်းလာပြောသူတို့ရဲ့အကြောင်းကြောင့်အကျိုးပါပဲခင်ဗျာသူတို့ကသူတို့ကအကြောင်းသက်ခဲ့လို့အခုအကျိုးပြန်ခံစားရတာပါခင်ဗျာသူတို့ကလည်းအကြောင်းပြန်လို့ရင်ပြည့်သူအဖြစ်ပြည့်သူအစ်စ်ဖြစ်သူအဟောင်းပါခင်ဗျာအကျိုးပြန်ခံစားမှာဟုတ်ကဲ့မတုံလို့ဘူးလား အာတို့ဗီဇတဘာဝအရာတုံးလုံးတဲ့စိတ်ကသူ့အကြောင်းပွင့်ဟိုတုံးလုံးဆိုင်တွေ့ရင်တုံးလုံးမှာမှာဖြစ်ရဒါပေမဲ့တို့တုံးလုံးဒါအကြောင်းကြောင့်ကျိုးဆိုတည်လိုက်တဲ့ချိန်မှာသူ့တဘောဆိုတည်တဲ့ချိန်မှာတို့ဘလို့မှမနေတော့ပါဘူးဖေ။အကြောင်းကျိုးနဲ့တက်ဆိုင်တော့ပေါ်တယ်ပေါ့အဲ့ဘောမှာတော့မတုံလောက်တော့နော်။တုံလောက်တာလည်းအကြောင်းကျိုးတက်ဆိုင်လို့တုံလောက်တယ်လို့သိသွားတာပေါ့။အဲ့တော့ဒီတရားတွေကိုဒီလိုမျိုးမတုံလောက်အောင်ဘာလို့မျိုးပြညာထုတ်ခဲ့လို့ဘာတွေသိသွားလို့ဒီမှာရမတုံလောက်တာဒီတရားပေါ်မှာ။အာတပည့်တော်တို့က ဒီအစအစာပိုင်းမှာဒီတပည့်တော်တို့ကငါရှာကမ္မထန့်ရှုရပါတယ်ဖေ။ငါရှာကမ္မထန့်ရှုလိုက်တဲ့အချိန်မှာတပည့်တော်ကဒီရုပ်ခန္ဓာ၅ပါးကြီးကိုဟိုးတန်နေရကြတဲ့အခါတိုင်းငါဟာဆိုအရှိငါဟာဆိုယူထားခဲ့တာဖေ။တပည့်တော်အဲ့ဒါကိုဒီယူထားတဲ့ငါဟာဆိုတဲ့ဟာကိုတည်ငါလေးသိမြင်သွားအောင်တပည့်တော်ပြန်ရှာခဲ့ရတယ်ဖေ။ပြန်ရှာပြီးတော့ဒါငါမဟုတ်ဘူးဆိုတော့တပည့်တော်တည်ငါလေးသိသွားတဲ့အချိန်မှာတပည့်တော်ဒီပေါ်ပထမဆုံးလုပ်မြင်ပထမဆုံးအနေနဲ့သိသွားတာပေါ့ဖေ။ဒီ ။မောင်ငယ်အခန်းနေအလင်းကိုဖြတ်ခနဲ့မြင်လာတော့အပြင်မှာအော်အလင်းရှိပါလားဆိုတော့တစ်ခေါက်တိသွားတယ်ဖေ။ဟောအမောင်နေတဲ့အခန်းကြီးကနေအလင်းကိုဖြတ်ခနဲ့မြင်လိုက်တဲ့ချိန်မှာတော့မြင်ရုပ်မြင်သလိုမျိုးပေါ့နော်။အော်အပြင်မှာအလင်းရှိပါသေးလားဆိုတော့တိသွားတဲ့ချိန်မှာတို့တို့အမောင်မှာနေခဲ့အတော့ဝမ်းနေရတယ်။နောက်အလင်းပြရတယ်ဝမ်းသာရတယ်အဲ့လိုမျိုးအခေါင်တိသွားရဲ့ဖေ။နောက်ပြီးတော့တို့ရုံနံရှာရတဲ့အခါမှာကျတော့တို့ဒီ ဒီမှာကတို့တော့ဒါငါမရှိဘူးငါမရှိရင်ဘာရှိလဲဆိုတော့ရှာလိုက်ရှင်မယုံနဲ့နန်းလို့တခြားဘာမှမရှိပါဘူးလားဆိုတော့လည်းတီးခဲ့ရပါတယ်ဖေ။အော်နောက်ကြော်လဲအဲ့ဒီယုံနဲ့နန်းကလည်းတွတ်တူလကားကြီးဖြစ်လာတာမဟုတ်ဘဲနဲ့အကြောင်းကြောင့်အကျိုးကြီးဖြစ်ပါလားဆိုတော့လည်းတီးခဲ့ရပါတယ်ဖေ။အဲ့လိုမျိုးဆင့်ဆင့်တီးလာရတဲ့အတွက်တို့တို့ကြောက်ချင်းလည်းမရှိတော့ပါဖေ။ဟုတ်ဟုတ်ကောင်းတယ်နော်။ဟုတ်ပါဘူး။ကြောက်ချင်းလည်းမရှိတော့ရှိတော့ပါဖေ။ဟုတ်အဲ့တော့ဒီလိုပြောနေတဲ့လူတွေအပေါ်မှာရောဓမ္မကြီးကအခုလိုကိုယ့်ရဲ့တရားတွေအပေါ်မှာအခုဆရာသမားတွေအပေါ်မှာ ဘုရိုဒီကြည့်နေတဲ့အရိယမဏ္ဍရတာဝရအားလုံးပေါ်မှာအဲ့လိုအာရမဝါရလို့ပြောချင်တာဒါပေမဲ့စိတ်မှာဝမ်းမနေဘူးလားအာတပည့်တော်ကတော့ဒီတပည့်တော်တို့အတွက်ဒီတော့ဝမ်းမနေပါဘူးခင်ဗျာဆရာတော်တို့အတွက်တပည့်တော်တို့အတွက်ကြာတော့ဒါအကျိုးပါခင်ဗျာခံကိုခံရမယ့်အကျိုးပါခင်ဗျာသူမဲ့လုတ်တဲ့သူတွေအတွက်ကတော့ဝမ်းနေပါလေခင်ဗျာသူတို့နောက်တစ်ချိန်ပြန်ပြီးတော့အကျိုးခံမှာပါခင်ဗျာအဲ့တော့နောက်ပြီးတော့ဒီတာနောက်နောက်တာတနာတရားကိုအဲအတန်ရှာနေကြတဲ့နှစ်တွေ တရားစခန်းကြီးယာနဲ့ချီအောင်ဝင်းမြော်တရားကိုတည်တင်ချာနေကြတဲ့သူတွေလည်းဟိုမခိုင်ကြီးရဲ့အတွက်သူများစကားတစ်လုံးနဲ့လွဲတော့မှာလမ်းနေလွဲပြီးတန်နေရာတွေဆက်ရှိမှာလည်းဝမ်းနေပါပဲခင်ဗျာ။ဟုတ်ကုတ်တော့ဥစဉ်တို့ဒမိုင်းတို့တော့ဝမ်းနေပါဘူးခင်ဗျာ။ဟောသူတို့နောက်လူတွေအတွက်ဝမ်းနေတာ။နောက်လူတွေအတွက်ဝမ်းနေ။ဟောတရားသူတရားပြင်ပြင်မမကျင့်နေရတဲ့လူတွေမှန်ပါဖြစ်မှန်ပါတကယ်တူချင်တဲ့လူတွေမတည်သေးတဲ့လူတွေအတွက်ဝမ်းနေတာပေါ့နော်။ကောင်းပါ။အဲ့တော့ဒီတရားတွေကျင့်မယ်ဆိုရင်ဓမ္မကြီးဟိုလူတွေကငါကကမုန်းနေပြင်ဟိုကက ခန်းခါမှာဒီတရားတွေကျင့်ဒီတရားတွေပေါ်မကျင့်ဖမ်းမယ်ဒီတရားတွေဟောရင်ဖမ်းမယ်ဒီတရားတွေဟောလို့ဓမ္မကြီးကိုတတ်မယ်ဆိုရင်ဓမ္မကြီးဘလို့ပြန်ပြီးတော့တုတ်ပြန်အဲ့ပေါ်အော်တပည့်တော်တို့ကသာသနာလုံးအသက်ခံပြီးပါပြီဖေဖမ်းလဲဖမ်းခံပြီးတော့ပါပြီဖေဒီမျိုးတော်လုပ်ခဲ့ရပြီဖေမြတ်စွာဘုရားဟောတယ်လို့ဒိဋ္ဌိမဖြုတ်ဒီခေါင်းက မိလောင်ရဲ့ရေမနှမ်းဆူးနေရတော့မလို့ပွင့်နေဒိဋ္ဌိအရင်ဖြုတ်ပါဆိုတော့တို့ဖြုတ်ပြီးသွားပြီဖေဖြုတ်ပြီးသွားပြီဆိုတော့အော်ဘာရလို့တော့မယူဆမှာတို့တိသွားပါပြီနည်းနည်းတိသွားပါပြီဖေအဲ့တော့ဒီခံစားရတဲ့ပုံမှာတို့တို့မယူတော့ပါဘူးဖေဒီအရမဝါရလို့ဦးတို့ဆုံးဖြတ်ထားတဲ့ဆုံးဖြတ်ထားတဲ့ဒီတရားတွေပေါ်မှာဓမ္မကြီးက၈ဆက်ဘယ်လောက်လက်ဆက်တွဲသွားမလဲဦးတို့ဒီတရားတွေပေါ်မှာတပည့်တော်ကအလင်းကိုမြင်ပြီးသွားပြီဖြစ်တဲ့အတွက်အလင်းထဲမှာနေနေအောင်ထိဆက်ကြိုးစားမှာပါဖေဟင် လုံးဝအမောင်နေကျင်းစင်သွားတဲ့အထိအမောင်ကျင်းစင်သွားတဲ့အထိအမောင်နေကျင်းစင်သွားတဲ့အထိပေါ့အဝိဇ္ဇာတွေစင်သွားတဲ့အထိဆက်ပြီးကျင့်မှာပေါ့နော်မှန်ပါဗျာဟုတ်ပြီအဲ့တော့ဒီသာသနာမှာမတိသေးတဲ့နားမလည်သေးတဲ့လူတွေအခုလိုမျိုးဥစဉ်တရားကိုတော့တဲ့အာရမလိုလူတွေအားလုံးကဝိုင်းပြောနေတဲ့အချိန်မှာအဲ့ပြောလာတဲ့လူတွေပေါ်မှာသူတို့တွေရောဓမ္မရဘာတွေပြောပြကြတယ်အဲ့လူတွေအားလုံးအာတပည့်ရောပြောချင်တာကတော့ဖေဟာဒီဒီစာပေပရိယတ်တီဆိုတာကဖေဟာဒီမြတ်စွာဘုရားကဒီ တို့ကလည်းဘာမှမသိပါဘူးခင်ဗျာတို့အကြောဘွားအနာဘွားဒါမှမဟုတ်တို့ကမွေးကလေးကအတိုင်းဒီတရားတွေအကြောင်းစာပေပြည့်ရဲ့အနေနဲ့တော့မဟုတ်ဘူးနဲ့ဟိုအကုန်မွေးကလေးအတိုင်းသိလာဟိုနားရင်နေပါပြီခင်ဗျာဒီတို့ကမသိရဆက်တော့ဆိုတာလည်းမရှိသလောက်ရှိနေပါပြီခင်ဗျာအဲ့တော့တို့ပြောချင်တာကဒီစာပေပြည့်ရဲ့ဒီဆိုတာကတို့တို့ကတက်ပါလာရဲ့ပန်းနိုင်ဟာနိဗ္ဗာန်မှာဖြစ်ရမြတ်စွာဘုရားကလာနိဗ္ဗာန်ရောက်စေခြင်းလို့ဒီနိဗ္ဗာန်ကိုသွားတဲ့လမ်းလွဲနေမှာဆိုးလို့ လမ်းလွဲနေမှာဆူလို့ဆိုတဲ့ဒီခိုင်ကြီးညောင်လို့ဒီပရိယတ်တွေကိုထားခဲ့တာပါဖေ။ဒါပေမဲ့ဒီအခုဟာကတို့တော့ကဘယ်လိုပြောရမလဲဆိုတော့ခီးတကူတို့ရန်ကုန်သွားရရန်ကုန်ရန်ကုန်တို့တော့ပန်းနိုင်မှာဖေ။ဒီပရိယတ်တွေဆိုတာမြေပုံမှာဖေ။တို့တော့ကမြေပုံကြီးကိုအရှိဆွဲနေပြီးတော့ အာဒီမြေပုံတိုင်းမှာမဟုတ်ရင်မတော့အောင်ဆိုမဟုတ်ပါဘူးခင်ဗျာတို့ကရန်ကုန်ဘယ်နည်းအောင်ဆိုရောက်နိုင်ပါတယ်ခင်ဗျအဲ့တော့ကိုတို့ပြောကတခြားဘက်ကဒီဟိုညာဘက်ကပဲဆင်းသွားတာပဲဖြစ်ဖြစ်အဲ့လိုသွားရင်ရောက်သွားလို့အာဒီလိုရောက်တယ်ဆိုရင်မဖြစ်နိုင်ဘူးဒီမြေပုံတိုင်းကမဟုတ်ဘူးဆိုပြီးတော့လို့အတင်းကြီးဆွဆဲနေရကြီးတော့မကောင်းပါဘူးခင်ဗျာတို့ပြောပြီးတော့တို့ပြောတို့ တခြားတခြားသောလူတွေပြောချင်တာကတို့တော့တပ်ပန်းတရားလုံးတစ်ခုလုံးမှာပေါ့နော်ဒီတရားကြီးကိုဒီမရင်မတွက်နိုင်အောင်ဒုက္ခတွေခံခဲ့ပြီးရှာခဲ့ပြီးဖရာပြောလဲပြီးသွားပါပြီဖရာဟိုဒီမဘီရဲ့အတစင်းနဲ့လူပီရဲ့အတစင်းထိရာထိမာတာခက်ခဲလာတဲ့ခွင်းကြီးနဲ့ပြောလူဖြစ်လာရပါတယ်ဖရာအဲ့ဒီအချိန်မှာပေါ့ဒီတရားကို ်မြတ်အရှင်ဘုရားကနိဗ္ဗာန်ကိုလုံးဝပို့ပေးမယ်လို့မပြောဘူးပါဘုရားတောတာမဖြစ်စေရမယ်ဒါကနာမဖြစ်စေမယ်မပြောပါဘူးဘုရားအဲ့လိုမပြောပါဘူးဒီဒါပေမဲ့ဒါကတေချာပေါ့နိဗ္ဗာန်ရဖို့အထောက်တန်လမ်းတစ်ခုတော့ဖြစ်ဖို့ဖြစ်မှာပါဘုရားအဲ့ဒါကိုဒီအကိပြောခဲ့တဲ့ဆိုရင်တော့မှဘဲပေါ့နော်လူတွေအနေနဲ့ကဘဲသူကမှနိဗ္ဗာန်ကိုလိုက်ပို့ပေးမယ်လို့မပြောပါဘူးအဲ့တော့ပြောတဲ့နေရာကိုတွားပြီးရှာတင်ပါဘုရားဘာလို့လဲဆိုတော့ ဒီသူတို့တတဏျာလုံးရှာပြီးတော့ရပါဖြစ်啊အဲ့တော့တလူကဒီနင်းနင်းရက်နင်းငယ်လောက်နိုင်နင်းငယ်လောက်လိလာလိုက်တာကဒီမခက်ခဲပါဘူးဖြစ်အဲ့ဒီတော့ကျွန်မကိုကတကယ်ဟုတ်မဟုတ်ပြန်ပြီးတော့စဉ်းစားစီချင်ပါတယ်ပေါ့နော်ကိုကတတဏျာလုံးရှာထားတဲ့ဟာကြီးကိုအလကားနေအလကားကြီးပေါ့ဒီကောင်းမမှုတဲ့စကားလေးတစ်ခွန်းနဲ့အချို့ချို့တော့လူလို့ဆိုလို့ရှိရင်လည်းကောင်းမအချို့နဲ့ပဲဒီလမ်းလွဲသွားတာယူရဝမ်းနေပါဖြစ်啊 ဟုတ်ကဲ့ဓမ္မရတရားအထုတ်တာဘယ်ရွေတဲ့စပြီးအထုတ်ခဲ့လဲ။တွေ့တော့ကအတိတဲ့စရွေလောက်ကြတဲ့အတိုင်းတရားနဲ့ရှင်းပြီးခဲ့တာပါဗျာ။ဘယ်ရွေလဲတိတဲ့စဆိုတော့တိတဲ့စဆိုတော့တွေ့တော့နှစ်နှစ်သုံးနှစ်လောက်ကြတဲ့အတိုင်းနှစ်နှစ်သမီးကြတဲ့အတိုင်းအဟိတုပစ္စည်းကိုအလို့ကျက်ခဲ့ရပြီးတော့ဒီ၃နှစ်နှစ်၅နှစ်လောက်ဆိုတွေ့တော့ရုံနံကိုတော်တော်ကိုနားယဉ်နေပြီးတော့၆နှစ်၇နှစ်လောက်မှာတွေ့တော့တော်တော်များဖြစ်ဖို့ရည်ရွယ်နေခဲ့တာပါဗျာ။အော် အဲ့လောက်ရှိတဲ့အကိုဒီတရားတွေကိုလိုက်လိုက်စားခဲ့တာအခုအသက်ဘယ်လောက်ရှိပါလဲမကြီးကတော့အသက်16နှစ်ပါဖေ16နှစ်ဖြစ်သွားပြီနှစ်နှစ်သမီးလောက်တည်းကဒီတိပစ္စည်းကိုလွတ်ရအောင်ချက်လာခဲ့တာမှန်ပါဖေအဲ့တော့ဘာယူကျက်နဲ့ကျင့်တာလဲမကြီးကယူချက်ကအဲ့ဒီတော့ကတော့တို့ကအဲ့တရားတွေတရားတွေကိုအဲ့တော့ဆိုတော့ငရေမကြချင်ဘူးဗျာငရေမကြချင်ဘူးအဲ့တော့ဆိုလုံးဝယဟန်းတာမဖြစ်ချင်ဘူးတော့တော်လာပဲတော်လာပဲဘောနတ်ပြင်မှာနေချင်တယ်ဆိုဒါပေမဲ့ အော်တပည့်တော်ကအဲ့တော့ဆိုတပည့်တော်နန်ကိုမတီပါဘူးခင်ဗျရုပ်ဝေဒနာနဲ့တင်လေခဲ့ရတာပေါ့ခင်ဗျအာနောက်ပိုင်းနောက်ပိုင်းနန်ကြီးတိလာလဲအဲ့နန်နဲ့တ develop ချာလာရိုက်ပြီးတော့တပည့်တော်ဆိုရင်ဒီငါကိုပထမဆုံးတည့်ရဆိုဆိုအတဲ့တန်ငိုခဲ့ရပါတယ်ခင်ဗျဒီငါကြောက်ရုပ်ဘလောက်တိတိနန်ဘလောက်တိတိငါမတိလို့ရှင်လဲနေမှာမဆိုပြီးတော့တီတီငိုခဲ့ရပါတယ်ခင်ဗျဟုတ်အဲ့တော့ဓမ္မကြီးကနေနေသမီးတွေကနေစပြီးတော့ဒီဟိတုပစ္စည်းကိုလွှတ်ရအောင်ချက်ခဲ့တယ်ပေါ့နော်မှန်ပါခင်ဗျအဲ့ကြီးမြင့်တဲ့ကျင်းရတဲ့ရွယ်ချက်ကဘာလဲပြန်ပြောပြတော့ အာကျင့်ရတဲ့ရွေးချယ်ကတို့ရဲ့ခန္ဓာ၅ပါးရဲ့တဘာဝကိုတဘာဝတိုင်းသိစေချင်လို့ပါခင်ဗျာသိချင်လို့ကျင့်တာအဲ့လိုကျင့်တယ်ပေါ့ပထမရွေးချက်ရှိပါတယ်ငငယ်တွေကစကျင့်တဲ့ရွေးချက်ကပါလေအတို့ကငရဲမကြချင်လို့ပါခင်ဗျာငရဲမကြချင်လို့ဟုတ်ပြီအဲ့ကြောင့်မို့ခုနှစ်ခုနှစ်နှစ်သမီးမှာတော်တော်ပြန်ကြည့်ရမှာဆိုရကျင့်တာမှန်ပါခင်ဗျာဟုတ်လားသူများအမေတွေမိဘတွေကကျင့်ခိုင်းလို့ ကျင့်တာလားကို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 ယ်တိုင်လိုချင်လို့ကျင့်တာဗျာအော်တပည့်တော်ရဲ့အဓိကထောက်ပံပြီးတော့အမေပေါ့ဗျာတို့တို့ကလေးဆိုလဲဘလို့လို့တရားလို့ချင်ပါလေဗျာတော့တပည့်တော်အမေကအတင်းရိုက်ဆွဲခေါ်အမျိုးဆုံးဆွဲခေါ်ပြီးတော့ကျင့်ခိုင်းတာပေါ့ဗျာတော့တပည့်တော်တော့တော့ပဲဟိုပါဝိတာခါအကြောင်းလဲတို့အများကြီးပြောပြရတယ်တို့ခုနှစ်နှစ်မှာတော့ဝိတာခါကိုစံချင်းလိုက်ချုံမယ်ဆိုပြီးတော့လောက်တွေးခဲ့ပါတယ်ဗျာဟောနှစ်နှစ်သမီးရဲ့ကခုနှစ်နှစ်သမီးအရွယ်မှာတော်ရပန်တရားဝိတာခါလို့တော်ရပန်တရားမှာဆိုပဲစိတ်နဲ့ကျင့်ခဲ့ဟုတ်ပါဘူးเนาะအဲ့တော့ ဘယ်အချိန်မှဓမ္မကြီးဆန္ဒပြခဲ့တာလဲအာတပည့်တော်အသက်73နှစ်74နှစ်လောက်မှာထင်ပါတယ်ဖေဟုတ်တယ်အဲ့အချိန်မှာပြီးတော့ငါ့ကိုတိခဲ့တာပါဖေဘယ်လိုမှဘယ်လိုဘယ်တရားတွေကျင့်လို့တိတာလဲငါရှာကမ္မထမ်းတာတို့ဟုတ်ဦးဇင်းရဒီကဦးဇင်းရစတွေ့မှာအဲ့ရဓမ္မကြီးရဲ့လူကျင်တဲ့ဆန္ဒတွေပြည့်ပါတယ်ဟုတ်ပါဖေဟုတ်ကဲ့အဲ့တော့ဆိုပြီးတော့ရှင်ပြောက်တော်တော်တိနေပါပြီဒါပေမဲ့အဲ့လာတော့မှမကျင့်ဘူးပေါ့နော်တခါမှမရှာခဲ့ဘူးပေါ့ဒါပေမဲ့ဟိုအကြောင်းထောက်ပံ့送သွားတဲ့အတွက်ပထမဆုံးရှာတဲ့အချိန်မှာပဲပထမဆုံးတန်းပြီးတော့တွေ့ပြီးတော့ ဖြန်ဖြန်ငိုခဲ့ပါလေခင်ဗျာ။ဟောဥစဉ်ဒီတရားတွေတည်သွားတော့ဓမ္မကြီးအချိန်ငိုပဲတည်ရတယ်။မှန်ပါခင်ဗျာ။အဓိကဒီတရားတွေကဘသူကြောင့်တည်စပြီးဥစဉ်တရားတွေရင်းနှီးခဲ့တာလဲ။ဟုတ်အမေကြောင့်ပါခင်ဗျာ။အမေကမိတ်ဆက်ပေးတာပါနော်။မှန်ပါခင်ဗျာ။ဟောဟော။မေရဆရာတော့ဆရာကြီးပဲဒါနောက်ဆုံးဖြစ်နေ။ဆရာတော့ဆရာကြီးဒါနောက်ဆုံးဖြစ်နေ။ဟာလား။မိသားစုလိုက်နော်ဒီတရားတွေကျင့်တဲ့ပုံမှာဓမ္မကြီးတို့အိမ်မှာကိုယ့်အတွက်ဘာတွေကြိုးရှိလဲမိသားစု၄ယောက်လုံးကျင့်နေပေါ့နော်။ခုနကဓမ္မကြီးညီမလေးလည်းပါတယ်။ မိသားစု၄ယောက်လုံးဥစဉ်ရတရားတွေကျင်းတော့တပိုင်းတို့မိသားစုတစုလုံးအတွက်ဘာကျိုးရှိလို့တော့အာတို့ရောတို့မိသားစုကအမှဟိုဝစ်ကျွေးဆိုက်ရတဲ့မိသားစုလိုပဲပြောရမှာဖြစ်အောင်စားကြအများကြီးဆိုလို့ရှိရင်အများကြီးရောငှက်ဆိုလည်းလုံးလုံးငှက်တတ်တဲ့အမျိုးသားဆိုတော့ဒုက္ခအရင်ဟိုပြည်စုံဝင်မဲ့ဒုက္ခရောက်တဲ့မိသားစုပုံစံမျိုးဖြစ်နေရပါဖြစ်အဲ့တော့ပြောကလည်းအားလုံးကလည်းဒီ ဟိုကျိုးဖို့ရှိရကျိုးကကျိုးတော့မလားတို့မျိုးဗီဇရှိရတယ်တောင်မှမကောင်းပါဘူးခင်ဗျာအဲ့တော့တို့မှာကအများနဲ့ပြဿနာနဲ့ပြည်နေပါတယ်ခင်ဗျာတို့အင်ကဒီကိုကကိုပိုင်းအတ္တရင်းနဲ့ပြည်နေကြပါခင်ဗျာတို့အဲ့လိုတရားတည်သွားကြတဲ့အချိန်မှာတို့ပြောနေတို့ညီမလေးကမတည့်ပါဘူးခင်ဗျာမတည့်ပေမဲ့ဒီဟိုနောက်ပိုင်းကျရင်ဖြင်းအောင်မှာပဲကိုတော့အနေအနေတော့နေရှုလားလို့ဖြစ်ကုန်ကြပါဘူးခင်ဗျာကိုတရားကိုကောက်ရှုပေါ့အဲ့လိုဖြစ်သွားကြပါခင်ဗျာတော့မိဘကြီးဆိုလို့ရှင်လဲ ဘာကျန်တဲ့ចောင်းထဲမှာရံမသက်ဖက်နဲ့တရားနဲ့ပဲငါလည်းငါတရားငါကျင်းနေလို့ဖြစ်ကုန်ကြပါရဲ့အဲ့လိုဖြစ်နေတာအဲကိုကိုကိုရှိတာအဲ့လိုဖြစ်ကုန်ကြပါရဲ့ဖေ။အိမ်ကဘလို့ကွာချသွားလဲအများကြီးဒီလိုကနေဘူးနဲ့အရင်ကဆိုရင်တော့နေလို့မဖြစ်ပါဘူးဖေ။အရင်ကိုပြေးတူပြေးနေနေကျန်တဲ့ရန်သူတွေမကြောက်ကိုမိသားစုရန်သူတွေကိုမိသားစုနဲ့တင်ကိုပဲဟိုအိမ်မှာကိုမနေချင်တာပါဖေ။ဩအဲ့လိုပဲဖေ။ဒါအတင်းမီတော့တော့ညှိရတာပေါ့နော်။ နောက်ကအခုတော့ဒီအင်းကသူလိုကိုယ်တည်းရန်သူမဟုတ်တော့ဘယ်နဲ့အင်းကဆိုအင်းကကိုယ်တည်းဟိုရန်သူဖြစ်ပြီးအပြင်မှာတပြောနေရတာတာယာနေရောအခုကအင်းကတပြောနေအိမ်ဖြစ်သွားပါရဲ့ခင်ဗျအဲအင်းကနှဲ့ရွတ်သွားတာနဲ့အိမ်တက်လို့လာတော့အင်းအင်းကအိမ်ဖြစ်သွားပြီးအပြင်အပြင်ဖြစ်သွားတာဟောအင်းကအိမ်ဖြစ်သွားအပြင်အပြင်ပြင်ဖြစ်သွားတာနော်ဟုတ်ပါတယ်အဲ့တော့ဒီတရားပေါ်မှာဓမ္မကြီးကခုနဆက်ပြီးတော့ကြင့်မယ်ဆိုရင်နော်ဒီတရားတွေဆက်ပြီးအားထုတ်မယ်ဆိုရင်တော့ဟိုဘက်မှာဓမ္မကြီးကို ဝင်းနီးစရာဒီတရားတွေအာမထုတ်နဲ့အာထုတ်တဲ့လူတွေအေးအေးယူမယ်အာထုတ်တဲ့လူတွေပြဿနာရှာပြီးတော့ဓမ္မကြီးကိုနော်အရိယမန္တန်ရဲ့တရားတရားတွေကိုစက်ကျင်ဓမ္မကြီးကိုတတ်မယ်နော်ဒီတရားတွေကိုမကျင့်လို့ရှိရင်ဆုလက်တွေချီးမြှင့်မယ်ဓမ္မကြီးကိုဆုလက်တွေချီးမြှင့်မယ်ဆိုရင်ဓမ္မကြီးဘယ်အောင်ယူမလဲအမနိုင်ပြောမစတပြောမှာကခိုင်းကြည့်တော့စိတ်ခိုင်းကြည့်တော့နှလုံးသားမရှိပါဘူးခင်ဗျာတပြောကအမြဲတမ်းနေရရင်တတ်တတ်ချင်းရှိပါခင်ဗျာဒါမဲ့ အကယ်၍များတပည့်တော်အဲ့လိုရွေးလာခဲ့လို့ရှိရင်တပည့်တော်ကအကျိုးများတဲ့ဟာကိုရွေးမှာပါဗျာတပည့်တော်တေခြင်းအတွက်အကျိုးများလို့ရှိရင်တေခြင်းအတွက်အကျိုးများလို့ရှိရင်တေခြင်းကိုရွေးပါမယ်ဗျာတေခြင်းကိုအကျိုးမများလို့ရှိရင်တပည့်တော်ကမှတပည့်တော်အမေကိုပြောပါသေးတယ်တပည့်တော်အမေကပေါ့နော်သူ့ကိုတမ်းနဲ့တခြားအဲ့လိုဒီဘာသာကို တရားဖျားဖျားမို့တရားတရားမို့တန်ခါတန်ခါမို့ဘူးပြောတခြားခိုင်းဟိုတခြားဘာလာတဲ့ဝင်ဆိုပြောဆိုပြောတော့သူကမေကအာအဲ့တော့အတန်ကအရန်တီတပြတော့ရိုးမော်တယ်ပေါ့ဗျာအဲ့တော့မမေကဘာပြောလဲဆိုသူကထင်လိုက်တာအာတတ်တတ်ဆိုသွားမယ်ဆိုနေထင်လိုက်တာသူကဘာပြောလဲဆိုတော့ ခိုင်းမယ်ပေါ့ဝင်လိုက်မယ်တဲ့အဲ့ခိုင်းနေသူကလူလူကလူတာဟိုကလုံးလုံးချုပ်ထင်းရမယ်စိတ်ထဲကနှလုံးသားဓမ္မကိုတော့ချုပ်ထင်းကိုမရပါဘူးခင်ဗျအဲ့တော့တပြော်လည်းတေချင်းတွေအကျိုးများတော့တေလိုက်ပါအောင်ခင်ဗျတေချင်းတွေအကျိုးမများဘူးတပြော်အနေနဲ့ဒီပတ်စံရမယ်ဆိုတော့ပတ်စံနဲ့တစ်ဖက်တစ်လက်နေတာတော့ပြန်ပြုလို့ရပါတယ်ခင်ဗျအဲ့တော့ဓမ္မကတော့ဓမ္မကနှလုံးသားကအမြင့်ရှိမှာပါခင်ဗျဟုတ်ရေတော့အမေကဥမုံဥမွေတယ်ပေါ့ဟာဥမော်တယ်ဟုတ်လား အာ role model role model ဩ role model သူဆရာသခင်ဟာဆရာသခင်ပေါ့သူကအဲ့လိုတရားတွေလုံးဝရေရဲတောက်ပေါ့နော်ရင်တော့ဒါပဲနဲ့ခုနအတိုင်းမိကုန်းနဲ့ပြန်ပြောပါဆိုအဲ့လိုဘယ်လိုမိလိုက်လို့သူကဆရာယူမှာဟာပေါ့ တပည့်တော်အမေကိုအဲနင်းဖခင်ဖခင်မဟုတ်ဘူးတရားတရားမဟုတ်တန်ခါတန်ခါမဟုတ်ဘူးလို့ပြောပြီးတော့တခြားဘာသာနဲ့ဝင်ရမယ်အဲ့လိုမဟုတ်ရင်တတ်ပြင်မယ်လို့ဆိုပြီးတော့ပြောမှဆိုဘာလုပ်မှာလဲလို့မေးရပါဖခင်ဘာမေးရလဲတပည့်တော်ကာလာမသိဘူးဒီလိုအကြောင်းကိုဆုံးပြီးမေးမိသွားတာဟုတ်ကဲ့ရလို့အမေကိုပြန်တရားပြန်စစ်ကြည့်ရတယ်ဟုတ်လားအမေကရိုးမယ်လို့ဆိုတော့အဲ့တော့မေးတော့အမေကဘယ်လိုပြောလဲအာ तू อ่ะပေါ့နော်အဲ့ဒါဆိုတော့ ဝင်လိုက်တပည့်တော်ထင်လိုက်တာကတော့အော်ဘလို့နေနေပေါ့တတ်တတ်ဆိုပြီးတော့ဘာပဲနေမှထင်တာမဟုတ်သူကဘာအိပ်ဘာတရားတဲ့ဝင်လိုက်မယ်တဲ့ဝင်လိုက်မယ်ပြီးတော့ဖေရတရားမတရားမတရားမပြောလိုက်မယ်တဲ့ဒါမှမဟုတ်အဲ့ဒါဓမ္မဓမ္မစိတ်ထဲမှာပါတယ်ဓမ္မဓမ္မပဲမလို့သူတို့ညီတော်မရှိဓမ္မကိုတားလို့မရဘူးအဲ့တော့ကိုယ့်ကိုဆက်ပြီးကြင့်နေလိုက်လို့ပြောပါတယ်ပြေတားလို့မရလေပေါ့တားလို့မရရှောင်းနေပါဟုတ်ပါဗျာဟုတ်ပါနော်အဲ့တော့ဒီတရားတွေအပေါ်မှာဥယင်းပေါ်မှာဒီလိုမျိုးအာရမလို့ပြောတော့ဓမ္မရဥယင်းပေါ်မှာအကြီးညိုတွေပြတ်မသွားဘူးလား တပည့်တော်ကရှင်းမသေးဘူးလားအရမ်းမပြတ်သွားတော့အဲတပည့်တော်ဗီဇနဲ့ဇယိုက်ပုံမှာကိုရန်နဲ့ဗီဇဆိုးဇယိုက်ဆိုးဖြစ်တဲ့အတွက်ဟိုအကျိုးတပည့်တော်အကျိုးအကျောင်းနေရာလည်းမကောင်းတဲ့အတွက်အကျိုးမကောင်းပါဘူးခင်ဗျအဲ့တော့ကိုရန်လည်းမြင်တော့သူတပားကလည်းကောင်းကောင်းမြင်နိုင်ပါတယ်ခင်ဗျဒီဒီလူတွေကပေါ့နော်ဘိုးပေါ့ဒီဒီအရိယာတွေဆိုလို့ရှိရင်ဟိုတော်များဆိုတီလာရှိမှလူဆိုတာကကိုရိုင်းတာတီလာရှိရသူများတီလာရှိမှကြိုက်တာပါခင်ဗျအဲ့တော့ ကိုယ်တိုင်လည်းတီလာရှိမှာမဟုတ်ဘူးကြက်တတိတာသူများတွေလည်းတီလာရှိနေမှာပေါ့နော်အဲ့လိုမျိုးတွေ့တာပေါ့ဖေကအဲ့တော့ဟိုကိုသူတို့အကြာလည်းတီလာကဓမ္မမဟုတ်မှန်းသဘောပေါက်သွားတယ်ဖေကအဲ့တော့ဓမ္မကဓမ္မတီလာတီလာဖြစ်သွားတာပေါ့ဖေဟုတ်ပြီပေါ့အဲ့တော့တီလာကိုပယ်မှာလားဓမ္မကိုပယ်မှာလားအော်တီလာကို ပင်မမဟုတ်ဘူးဗျာပင်တိရကလည်းတိရအကြောင်းတိရအကျိုးပါဗျာတိရမကောင်းရင်တိရအကျိုးခံရမှာဒါပေမဲ့ဓမ္မကလည်းဓမ္မအကြောင်းဓမ္မအကျိုးပါဗျာဓမ္မလို့ရင်ဓမ္မရအောင်ပါပဲဖေဟာဒီဓမ္မလို့ပြီးတိရမလို့လို့ရှင်လဲဒီဓမ္မရင်ထဲမှာကိတ်နေမယ်ဒီလောကီရပတ်မှာဆိုတော့ဒုက္ခတွေခံရမှာပါပဲဖေဟာအဲ့တော့ဒါပေမဲ့ကိုယ်ကရေးစိတ်ထဲမှာခိုင်းတည်သွားတဲ့အချိန်မှာဒုက္ခတွေလည်းဒုက္ခသဘောဒုက္ခဖြစ်သွားမှာပါဖေဟာအဲ့တော့ ။တကယ်လို့ကြုံလာလို့တီလာနဲ့ဓမ္မနဲ့ဘယ်ဟာအဲ့တခုပဲစေဘယ်ဟာပဲမဟုတ်ဘူး။တကယ်လို့တတန်နီယာလုံးတီလာဆောင်းထိန်ခဲ့ပြီးလို့အောက်တန်နီယာထပ်တန်နီယာလဲပြီးတော့ပါပြီခင်ဗျာ။အော်။အဲ့တော့တို့ရောလွတ်ရဓမ္မကိုဝယ်ယူမှာပါခင်ဗျာ။ဟုတ်ဟုတ်ပြီ။ဘယ်ဟာပဲလို့ရလို့လဲ။အာဘယ်မှာတင်းနေလို့မရနော်ဒါဥစဉ်မေးရတာပေါ့နော်ဟုတ်ပါပြီရပါအားလုံးတာလို့ခေါ်ပါနော်တာတူတာတူတာ